်မင်္ဂလာပါရှင်ခေတ်သစ်ညွေမီဒီယာကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဆုံးနေရီကန်ဗျူဟာကန်ကင်းစကန်တခုအေအေနဲ့မဟာမိတ်တပ်တွေတက်မဲ့တင်းယူတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မကွေးတိုင်းငပဲမြို့နယ်ကနေကံမြို့ဟာအနီးမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်တပ်ရဲ့ရှေ့တန်းကာကင်စကန်တခုကိုအရခတပ်တော် EE နဲ့မဟာမိတ်ဘူပေါင်းတပ်တွေကထွက်မှန်သိမ်းယူလိုက်ပါတယ်။ကာကင်စကန်တခုထပ်သိမ်းနိုင်တာအမှန်နဲ့တရားဝင်တရေမထုတ်ပြန်သေးတာပါ။လက်ရှိမြေပြင်မှာကတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဆက်ဖြစ်နေပါတယ်လို့မြေပြင်တရေရှင်မြစ်ကစက်တင်ဘာ29ရက်မှာပြောပါတယ်။ နိုင်ရည်ကံပြူဟာကငဖဲမျိုးနယ်ပြင်အထက်မင်းလောင်မျိုးနယ်နဲ့လည်းဆက်ဆံနေပါတယ်။ငဖဲမျိုးနယ်တွင်နိုင်ရည်ကံပြူဟာပတ်ဝန်းကျင်မှာစက်တင်ဘာလပထမပတ်ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်80ဦးထက်မနည်းသေဆုံးခဲ့တယ်လို့အေအေကသတင်းထုတ်ပြန်ခဲ့ပါတယ်။အထက်မင်းလောင်မျိုးနယ်တွင်မှာ စက်တင်ဘာလ၁ရက်နေ့စက်တင်ဘာလ၁၈ရက်အတွင်းတိုက်ပွဲတွေမှာလည်းစစ်အုပ်စုဘက်ကတိစုံသူ30ဦးခန့်ရှိခဲ့တယ်လို့စစ်သုံးပန်းချို့လဲဖမ်းမိထားတယ်လို့အထက်မင်းလပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့နှိစက်သူကပြောပါရယ်အဲ့ဒီနောက်ပိုင်းတိုက်ပွဲတွေဆက်ဖြစ်နေပြီးနောက်ထပ်ကာကင်းစကန်တခုကိုတင်ယူနိုင်ခဲ့တာပါနေရီကန်ပြူဟာကရခိုင်ပြည်နယ်အမ်းမြို့နယ်ကနေမကွေးတိုင်းပဲခူးတိုင်းဘက်ကိုထွက်တဲ့အမ်ဘရန်လမ်းပိုင်းနဲ့ဆက်ဆက်နေတဲ့စစ်ကောင်စီရဲ့အဓိကစခန်းကြီးတခုဖြစ်ပါရယ်ရခိုင်ပြည်နယ်နဲ့ဆက်ဆက်နေတဲ့အေယာဝတီမကွေးပဲခူးတိုင်းနယ်စပ်ဒေသတွေကိုရှမ်းပြည်နယ် ောင်ပိုင်းမိုင်းပန်ခြေဆိုင်စစ်စင်ရေးကိုကဲမှုဌာနချုပ်စက္ကခစက်ခွန်လောက်ခန်တရင်တွေကိုပြီးခဲ့တဲ့ဩဂုတ်လကစပြီးစစ်ကောင်စီကပို့ခဲ့ပါတယ်စစ်ကောင်စီဟာရခိုင်ပြည်နယ်နဲ့ထိဆက်ဒေသတွေကိုပြီးခဲ့တဲ့ဩဂုတ်လမတိုင်မီအထိဓမ္မကိုကိုလောက်ခန်တရင်တွေဆေလွတ်ထားခဲ့တာပါအဲ့ဒီတိုက်ပွဲတွေမှာအထိနာပြီးနောက်ဓမ္မကိုကိုတက်မမှုဘုံမူကြီးတမောင်ကျော်ကိုပြန်ဖန်ပြီးစက္ကခစက်ခွန်တရင်တွေကိုဆေလွတ်ထားတာပါ2025ဇန်နဝါရီလနဲ့မတ်လတွင်ကတိုက်ပွဲတွေမှာနိုင်ငံပြူဟာဘေးကကကင်းစကန်းချို့ကို အင်းနဲ့ဘူပေါင်းတပ်တွေတင်ယူခဲ့ပါသေးတယ်ဖေဖော်ဝါရီလကတိုက်ပွဲတွေအတွင်းမှာတမကိုကိုလောက်ခဲအမတ်ကိုကိုနဲ့နီးပြူဟာအဖွဲ့ကယာယီနီးပြူဟာမူဒုတိယဗိုလ်မှူးကြီးကျော်ကျော်တန်နေပြူဟာယုံအဖွဲ့ဝင်၁၈ဦးဖြင့်စစ်တုံးပန်းအများပြားကိုအေအေကဖန်ဆီးခဲ့ပါတယ်ယခုခါ စကားခါစက်ခွန်လောက်ခံတရင်တွေဖြစ်တဲ့ခမယ9ခွန်လေးခမယ9ချောက်ကိုခမယ9ခွန်9ခမယ9ခွန်ခွန်ခမယ9နှစ်3ညခလာယ2 9တို့နဲ့တို့စစ်မှုရန်တနန်းစင်တပ်သားတပ်တွေပါတဲ့စစ်ကြောင်းတွေတို့လာလို့တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေကြောင်းအေကစက်တင်ဘာ18ရက်မှာထုတ်ပြန်ထားပါတယ် ဒါပြင်အထက်မင်းလာမြို့နယ်ခြေဆိုင်ကပ္ပစာနေကပ္ပစာ30စင်မဝဲမြို့နယ်ကကပ္ပစာရှင်မစစ်သားတွေကိုပြင်ပကိုထုတ်ပြီးစစ်ကြောင်းထိုးနေတယ်လို့စုံစမ်းသိရှိရပါတယ်။လက်ရှိမှာနေရီကံပြူဟာပတ်ဝန်းကျင်ပြင်အမ်ဘရန်လမ်းပိုင်းမကွေးတိုင်းတွင်မင်းတုံတရက်စင်မဝဲအထက်မင်းလာငဖဲမြို့နယ်တွေနဲ့ပသိမ်မူရလမ်းပိုင်းတွေမှာစီးရစ်တင်းမာနေတယ်လို့တင်ပြရရှိပါတယ်။လက်ရှိတိုက်ပွဲတွေနဲ့ပတ်သက်လို့အေအေကတီးခြားထုတ်ပြန်ထားတာမရှိပါဘူး။အာရခတက်တော်အေအေကစက်တင်ဘာလ28ရက်နေ့မှာတင်ပြထုတ်ပြန်တာ မှာရခိုင်ပြည် နယ်က၃နေရာတိုက်ပွဲဖြစ်နေပြီးစစ်တပ်ဟာတိုက်ပွဲတွေမှာအထိနာနေတယ်လို့ဆိုပါတယ်။အတင်းအတမစုဆောင်းလာတဲ့တပ်ဖွဲ့ဝင်တွေလည်းတိုက်ခိုက်လို့စိတ်မရှိပဲရှေ့တန်းနောက်တန်းကနေအခွင့်ရရင်ရသလိုတက်ပြေးတာအေးထံဘက်ပြောင်းတာအလန့်ဖြိုးထောင်းတာတွေနေတိုင်းဖြစ်နေပြီးတက်ပြက်နေတယ်လို့အေးကထုတ်ပြန်ပါတယ်။ တက်ပြက်နေတဲ့စစ်ကောင်စီဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့မြို့ရာတွေကစာတင်ကြောင်းဈေးဈေးုံစည်းကမ်းနဲ့ဖုံးတော်ကြီးကြောင်းစတဲ့နေရာတွေပြင်လူစုလူဝေးရှိတယ်လို့ထင်တဲ့နေရာတွေကိုနင်းညအချိန်မီလေးချောင်းရေချောင်းလက်နဲ့ကြီးတို့နဲ့ပြစ်ခတ်တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။ဒါကြောင့်စစ်တပ်ကအယက်သားပြည်သူတွေကိုနေရောညပါအကြမ်းဖက်တိုက်ခိုက်နေ၍တတိပြုကြရန်လေးချောင်းရေချောင်းလက်နဲ့ကြီးရန်နဲ့ပတ်သက်တဲ့အရေးပေါ်တတိပေးချက်ကိုအေအေကထုတ်ပြန်ထားကြောင်းသိရှိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ပြည်သူကိုတပ်ဖြတ်နေတဲ့မင်းအောင်လိုင်ကတိုင်းပြည်ပကတိအခြေအနေမှာအမြင့်မကျေမှုနဲ့ပညာရေးအားနည်းချက်ကြောင့်ဟုဆိုပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံတဝန်ပြည်သူများကိုလေကြောင်းတိုက်ခိုက်မှုများအပါအဝင်ပုံစံမျိုးစုံဖြင့်တပ်ဖြတ်နေတဲ့အကြမ်းဖက်မင်းအောင်လိုင်ကတိုင်းပြည်ပကတိအခြေအနေမှာအမြင့်မကျေမှုနဲ့ပညာရေးအားနည်းချက်ကြောင့်ဖြစ်သည်ဟုအပြစ်တင်ပြောဆိုပြန်ပါတယ်။ယမန်နေရုရှားနိုင်ငံမှမြန်မာနိုင်ငံတို့အပြန်လေရင်မော်တွင်စစ်တပ်လောက်ခံဝါရပြန်သတင်းမီဒီယာတို့၎င်းကအထက်ပါတိုင်းပြောဆိုခြင်းဖြစ်ပါ ါတယ်မြန်မာနိုင်ငံတွင်နိုင်ငံရေးသဘောထားကွဲလွဲမှုများကိုအမြင့်ကျကျဖြင့်လှုပ်ရန်လိုအပ်ကြောင်းနိုင်ငံရေးဘာသာရေးနှင့်တိုင်းဒေသရေးရတချို့ပြောဆိုနေမှုများမှာအားနည်းချက်များရှိနေကြောင်းအမြင့်ကျကျပြောဆိုလုပ်ကိုင်းလျင်ပိုကောင်းနိုင်ကြောင်းလက်ရှိတိုင်းပြည်အခြေအနေကြုံတွေ့နေရခြင်းမှာပညာရေးအားနည်းချက်ကြောင့်ဖြစ်ကြောင်းမင်းအောင်လိုင်းကပြောဆိုပါတယ် နိုင်ငံရေးရသဘောထားကွဲလွဲမှုတွေလည်းပြည်ထောင်စုရဲ့အကျိုးကိုရှင်းမှန်းပြီးတော့အမြင့်ကျကျနဲ့လှုပ်ဖို့လိုတဲ့တချို့ပြောဆိုနေကြတာတွေကအားနည်းချက်ကရှိတယ်လို့ကျွန်တော်မြင်နေအဓိကတော့သူတို့နိုင်ငံရေးရဘာသာရေးရတိုင်းရင်းသားရေးရတချို့ပြောဆိုနေတာလေးပေါ့ပြောဆိုတာလေးတွေကဒီထက်ပိုပြီးအမြင့်ကျကျနဲ့ပြောဆိုလုပ်ကိုင်မယ်ဆိုပိုကောင်းမယ်လို့ကျွန်တော်တို့မြင်ပါတယ်။ဗကတိတိုင်းပြည်မှာဖြစ်ပျက်နေတဲ့အခြေအနေကပညာရေးအားနည်းတဲ့အခြေအနေမှာရှိတယ်လို့မြင်နေဟုမင်းအောင်လိုင်ကပြောဆိုပါတယ်။အကြမ်းဖက်မင်းအောင်လိုင်ကစစ်တပ်ကပြုလုပ်မြေရေကောက်ပွဲသို့ပူးပေါင်းဆောင်ရွက်ကြရဲ့ နဲ့ပါတီစုံဒီမိုကရေစီအမှန်တကယ်လိုချင်မှာကစန့်ကျင်မှုကဏ္ဍမလုပ်ဘဲစန့်ကျင်မှုကဏ္ဍကောဆလုံမနေပဲပူပေါင်းဆောင်ရွက်ရလိမ့်မည်ဟုမကြာခဏဆိုသလိုစစ်တပ်လောက်ကဝါရဖြန့်မီဒီယာများမှတစင်ထုတ်ဖော်ပြောဆိုထားကြောင်းသိရှိရပါတယ်ဆလတ်တင်ဆက်ပေးမယ့်တရင်ကတော့ဆလင်းတွင်တော်လန်ရေးထောက်ဖို့တူပေါ်တာဆွေး ခံရမှာစစ်မှုတန်းဖြစ်လာသောတပ်သားအသည့်ထက်မြက်ထွန်တနက်တက်လက်ယူဆောင်အလင်းဝင်တရက်ချောင်းတွင်လည်းခမာရ405တရက်မှာစစ်မှုတန်းတပ်သားအသည့်အလင်းဝင်တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မကွေတိုင်းစလင်းမျိုးနဲ့စင်ဖြူကျုံမျိုးနှဲ့တမဲတရားမှာအခြေပြုတက်ဆွဲထားတဲ့ခလာရ254တရက်မှာစစ်မှုတန်းတပ်သားအသည့်တို့တနက်တက်လက်နဲ့ခရဲများယူလာသဖြင့်ဂုံပြူစွငွေငွေကျပ်သိန်းတရာချင်းမြင့်ခဲ့ကြောင်းမင်းမှုခရဲအမှန်ငါတရက်မှာတာဝန်ရှိသူတို့ကပြောဆိုပါရယ်။ စက်တင်ဘာလ20ရက်စလင်းမျိုးနယ်စင်ဖြူကျွန်းမြို့နယ်တမဲတရာအကိတ်ရှိတာဝန်ကြခြင်းခလာရ25လေးတက်ရင်မှာစစ်မှုရန်တပ်သားအသည့်တက်မြတ်ထွန်းကတနက်တလက်ယူဆောင်လာပြီးမင်းဘူးခင်အမှန်ငါတက်ရင်ထံသို့အလင်းဝင်ရောက်လာခဲ့ကြောင်းသိရပါသည်ထိုအလင်းဝင်ရောက်လာတဲ့စစ်မှုရန်တပ်သားအသည့်တက်မြတ်ထွန်းကစစ်ပညာသင်တန်း အပတ်စဉ်တင်ပြဆောင်2024တနန်းတက်ရောက်ခဲ့ပြီး MA2 တက်လက်ကြီးပေါက်3ခုဘောင်းဝိုင်းတစ်ခုလက်ပစ်ပုံးတစ်လုံး9.56ကြီး145နောင်ယူဆောင်ကအလင်းဝင်ရောက်ခဲ့ကြောင်းသိရပါတယ်အလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတွေထက်မြက်ထွန်းသည်ရခိုင်ကတွန်လိုင်းရေးထောက်ဖို့ရဲဘော်ဟောင်းတို့ဖြစ်ပြီးထောက်ဖို့လုပ်ငန်းလုံဆောင်စဉ်2023ခုနှစ်ခုနှစ်လပိုင်းမှာလမ်းပေါ်မှာပေါ်တာဆွဲခံရပြီးပြင်းဦးလေမန္တလေးကြောင်းမန္တလေးစုဆောင်ရေးတပ်910မှ3လနောက်မှတောင်ကြီးဟိုပုံမြို့တွင်6လတနန်းတက်ရောက်ခဲ့က ပခုတ်ကူတမတရားတက်မှရောက်ရှိကအဲ့ဒီမှာတဆင်ခလာယာ25လေးတရင်ကို ရောက်ရှိခဲ့ပြီးအလင်းဝင်ရန်ဆုံးဖြတ်ခဲ့တယ်လို့၎င်းကပြောပါရယ် ကိုဖိုးထက်ကကိုထက်မြက်ထွန်း20ရက်နေ့ကလက်နက်နဲ့တို့အလင်းဝင်ခဲ့တာဖြစ်ပါတယ်။အလင်းဝင်ရောက်လာတဲ့သူကစစ်မှုရေးတင်းနှံကိုတောင်ကြီးဘက်ဟိုပုံမြို့မှာတက်ရောက်ခဲ့ပါတယ်။အလင်းဝင်ရောက်လာတဲ့သူကဘလိုမျိုးချိတ်ဆက်ဝင်ရောက်လာတာလဲဆိုတော့သူ့ဇာတိဘက်ကနေသူ့ညီမတစ်ဆင့်ဂျာခန်တယောက်နဲ့ကျွန်တော်တို့တက်ရင်ကစခန်းမှုစီချိတ်ဆက်ခဲ့တာပါ။မြို့နယ်ထဲမှာရှိနေတဲ့အတွက်တွားရောက်ကျူးခဲ့တာပါ။သူ့တက်အထိုင်တီနေရာက အလင်းဝင်ရောက်လာတဲ့သူကသူနေထိုင်တာကတော့မြင်းချံဘက်ကပါစိတ်ချရအောင်သူနေမြေတီပို့ဆောင်ပေးခဲ့ပြီးမှဒီတရင်ကိုတင်ခဲ့တာပါကိုဖိုးထက်ကရခင်က PDF အဖွဲ့စည်းတစ်ခုရဲ့ထောက်ဖို့ရဲဘော်ဟောင်းတို့ဖြစ်ပြီးထောက်ဖို့လုပ်ငန်းလှုပ်ဆောင်စဉ်ပြည်ဦးလွေမန္တလေးကျောင်းမှာပေါ်တာဆွဲခံခဲ့ရတာဖြစ်ပါတယ်မိမိကိုယ်တိုင်အမားမှန်ခွဲကြပြီးပြည်သူလူထုဘက်ကနေရက်တီပြီးအကျန်းဖက်ဆေးအာနာရှင်လောက်ကနေရုံထွက်ခဲ့မင်းမြို့သူကိုမစိုးမင်းဘူးခရိုင်တွင်တော်လှန်ရေးဖွဲ့များကကြိုးစုံလျက်ပါလို့မင်းဘူးခရိုင်အမှန်ကတိုင်ရင်မှာတာဝန်ရှိသူက ပြောဆိုကြောင်းသိရပါသည်ထို့အလင်းဝင်ရောက်လာသူစစ်မှုရန်တပ်သားသည့်ထက်မြက်ထွန်းအားမြင်းဘူးခရိုင်အမှန်ငါတက်ရမသိန်းတရာချက်တီတီကိုဂုံပြုတ်ဆွင့်ဝေချင်းမြင့်ပေးရခဲ့ပြီး၎င်းဖြစ်ချင်းသည့်ဆန္ဒအတိုင်းဆက်လက်လှုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းယခုလိုအကြမ်းဖက်စစ်တပ်၏လက်အောက်မှရုံထွက်ကတော်လန်ရေးတပ်ဖွဲ့များတန်တို့ပူးပေါင်းပါဝင်ခြင်းသူများကိုလည်းမြင်းဘူးခရိုင်ရှိတော်လန်ရေးတပ်ဖွဲ့များမှာ ဝမ်းမြောက်ဝမ်းသာကြိုးစိုးလျက်ရှိကြောင်းမြို့မှုခေအမတ်ကတရင်ကအတိပေးနှိုးဆော်ထားပါတယ်။အလားတူတနင်္သာရီတိုင်းတရက်ချောင်းမြို့နယ်405တရင်မှာစစ်မှုရန်ပတ်စဉ်၁၁တနန်းစင်းစစ်မှုရန်တပ်သားတစ်တူတနက်ယူလာခြင်းမရှိဘဲအလင်းဝင်ခဲ့ကြောင်းဒုရကစစ်ကြောင်းအဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။စက်တင်ဘာ18ရက်မှာတရက်ချောင်းမြို့နယ်405တရင်မှာစစ်မှုရန်တပ်သားတစ်တူတနက်ယူလာခြင်းမရှိဘဲတဝဲမျိုးသားလူမျိုးရေးတပ်တော် DNL ဒုရကစစ်ကြောင်းထံသို့အလင်းဝင်ရောက်လာကြောင်းသိရပါတယ်။အလင်းဝင်ရောက်လာ ားတဲ့သူက405တရင်ကပါတနတ်တော့မပါဘူးစစ်မှုရန်တပ်သားတင်အမိကမောင်းဝေးပါစစ်မှုရန်တင်တန်းကိုတော့တောင်ငူမြို့နယ်အုပ်ကွင်းမှာတက်ရောက်ခဲ့ပါတယ်စစ်မှုရန်တနတ်အပတ်စဉ်17ကပါအလင်းဝင်လာကတော့စက်တင်ဘာ18ရက်ကဝင်ရောက်လာတာပါဟုဒုရကစစ်ကြောင်းအဖွဲ့မှတာဝန်ရှိသူကပြောဆိုကြောင်းသိရှိရပါတယ်